ညီပင်ရရှိတဲ့တဲ့ရင်အချက်လက်တွေကိုကျွန်တော်စပီကာသမားတယောက်အနေနဲ့နိုင်ငံတော်အကြီးအကဲတွေအေဂျင်တော်နေထိုင်နေတဲ့ပြည်သူတွေတက်မလို့နဲ့တက်မလို့သားမိသားစုဝင်တွေကိုအဖြစ်ခံဘဝနဲ့အမုန်းခံလူသားအဖြစ်တင်ဆက်ပေးနေတာဖြစ်တယ်ပေါ့နော်ဒီနေ့တော့နည်းနည်းလှုပ်လှုပ်ရွရွဖြစ်သွားကြတယ်ဘာလဲဆိုတော့အားလုံးတည်ပြီးသားဖြစ်မှာပါအမြန်လန်းမိုင်းတိုင်း321ပေါ့နော်321အဲခီးတဲ့တွေကကျွန်တော်ဒီပေါ့နော်လူကြီးတယောက်ရဲ့အိမ်မှာရောက်နေတဲ့အချိန်မှာကျွန်တော်ဖုန်းကို silent လုပ်ပြီးတော့မှကျွန်တော်ကအားသွင်းထားလိုက်ပြီးတော့ဒီတိုင်းနေလိုက်တာအဲအဲ့ဒါပဲတစ်ချက် အလင်းငိုက်သွားတော့တရင်ကိုအချိန်နဲ့တပြေးညီကျွန်တော်မပြောနိုင်တော့ဘူးပေါ့နော်အဲအရင်38တုံးကတော့ဖြစ်စဉ်တုံးကတော့ကျွန်တော်အချိန်နဲ့တပြေးညီအဒူးချုံယုံနေနောက်ကျော်စူးဦးတို့မြန်မာလေးတစင်ဦးတို့ကိုကျွန်တော်ကပို့ပေးခဲ့ဦးတယ်အဲ့ဒါနဲ့ကျွန်တော်ရဲ့တရင်ပေးတွေက7နာရီခွဲနဲ့7နာရီကြားပေါ့နော်အဲ7နာရီ7မိနစ်အတွင်းမှာကျွန်တော်တရင်နေပေးလာကြတာပေါ့နော်ပေးလာတော့ထားပါတော့ဒါတော့အခုတော့ကျွန်တော်ပြောချင်တာက318 319 320 321နေရာ3ခုကိုတစ်ချိန်နဲ့တပြိုင်တည်းပေါ့နော်အင်အား20ခန်းဝင်းကြီးစီပြစ်ပြီးပြီးတော့မှချောင်းပြစ်လုတ်တယ်အဲလုတ်တာကကျွန်တော်တို့လမ်းပေါ်မှာအမြန်လမ်းပေါ့နော် အမြန်လမ်းပေါ်မှာကင်းစစ်နေတဲ့အမြန်လမ်းရေးမင်းကြီးတို့ရှိလိမ့်မယ်ပေါ့နော်အမြန်လမ်းရေးမင်းကြီးတွေရှိလိမ့်မယ်ကျွန်တော်နာမည်ရောတက်မပြောပါဘူးပေါ့နော်အမြန်လမ်းမှာဖြဲသီးတော့ရှိနေပြီပေါ့ဖြဲသီးရှိနေပြီဆိုတော့အဲ့ဒီအမြန်လမ်းမှာကရေးမင်းရေးမင်းကြီးတာတကယ်လို့သွားခဲ့ရင်ရေးမင်းတယောက်တည်းသွားတာရေးမင်းတစည်းတည်းသွားတာမဟုတ်ဘူး ရဲမင်းကြီးနဲ့ပါဝင် point သွားမယ်ဗျာဂင်းစစ်တယ်ဆိုရင်၄စီး၃စီးအနည်းဆုံး၄စီးရှိမယ်ဒါပေမဲ့အမြန်လန်းရဲမင်းကြီးကောက်အပြစ်ခံရတယ်အပြစ်ခံရတယ်အဲ၄၅၆လောက်ကြီးကားမှာကြီးထိတာရှိတယ်အမြန်လန်းရဲမင်းကြီးကတော့ကန်ကောင်းထောက်မှစွာနေပဲပေါ့နော်ဟိုအတဘေးအနေရကနေအမြန်လန်းရေးမီးနဲ့ရဲတခွဲဝင်နေအားလုံးလွတ်မြောက်ခဲ့တယ်ပေါ့နော်အဲဒီအကြံပလက်နဲ့ကင်တောင်းချမ်းသူတပုံကတော့သူကတော့ခွေးချင်းခွေးချင်းကြံပြီးတော့မှချောင်းပြစ်တာပေါ့နော်ချောင်းပြစ်ကြတာပေါ့နော်အဲ့တော့ကြတော့ ပြောချင်တာကကျွန်တော်တို့အမြဲတမ်းပြောတယ်နေ့စဉ်နေ့တိုင်းနှစ်ထိုးကြီးပြင်စီလန်းเนาะမြောက်တော်တဝိုင်းအချက်ဖက်အင်အား80လောက်เนาะစစ်တက်စစ်အဲအဲမှာစစ်တယ်စက်ကြီးကောက်တယ်เนาะကားကြီးအသေးအကုန်လုံးလမ်းကြီးပေးတယ်ကားဆိုရင်မစစ်ဘူးလေနေ့စဉ်ရှိတယ်တဲ့စက်ကြီးကောက်လို့ရလာတဲ့ငွေနဲ့စားတော့တယ်လက်နဲ့ဝယ်တယ်တဲ့အခုလိုအမြန်လမ်းပေါ်တက်လာကြတယ်တဲ့အဲ့တော့လာဘကတိုင်းမူကြီးเนาะလာဘကတိုင်းမူကြီးပေါ့ဘယ်လိုပဲပေါ့ဒါကနှစ်ထိုးကြီးတို့ဒါပြင်စီတို့ဒါဆိုတာလာဘကတိုင်းမူကြီးဘူကျုပ်ကျော်ထားရဲ့လက်အောက်မှာရှိတယ်ဒါတွေကိုအချိန်ချင်းကျွန်တော်တို့អော်တယ်အချိန်ချင်းကျွန်တော်တို့ပြောတယ် ်စောက်ခွေးကိုမဆိုင်တာလားစောက်ခွေးကိုမဆိုင်ပဲနေတာလားတော့မသိဘူးနော်ဒီဘက်သူဟိုဗိုလ်ချုပ်မကားလို့ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ကတိုင်းပြည်အတွက်ဆိုရင်ကျွန်တော်တို့ပြောပြီးသားနော်နိုင်ငံနဲ့တိုင်းပြည်အတွက်အလုံးလုံးတဲ့လူတိုင်းကတရားဝင်နေနော်နော်အဲ့ဒါဆိုကိုယ့်ဘက်ကိုတီးတော့နော်နောက်တစ်ခုကနောက်တစ်ခုကတော့တရားလဘကတိုင်းနေပတ်တဲ့မရေယာဘက်မှာအဲ့တက်မတော်ထိုးစစ်အရှိန်မြင်ပြီး PDF များကိုမြေလံတုတ်တင်ရှင်းလင်းနေတယ်တဲ့ PDF ရဲ့အချမ်းဘက်73ကောင်တုတ်တင်ရှင်းလင်းပြီး PDF စကန်တိုက်ခိုက်သိမ့်ပိုက်ခဲ့ပါတယ်တဲ့ဆက်လက်အောင်မြေချက်လျက်ရှိပါတယ်ဒါကမရေယာဘက် ဒါပေမဲ့အမြန်လမ်းပေါ်ကိုဟိုတက်လာတာကတော့တိတ်တော့တခါလဲမဟုတ်ဘူးနှစ်ခါလဲမဟုတ်ဘူးဆိုရင်တော့အဲ့ဒီမှာဒီနှရိုးကြီးပြင်စီလမ်းဒီလမ်းတွေပေါ့နော်အမြန်လမ်းနဲ့ဆက်နွယ်နေတယ်ဒီ318တို့319တို့နော်320 321အဲ့နားမှာကတဓာတ်တွေဗျာနော်ရဲကင်းတွေအကုန်ရှိတာကိုအမြန်လမ်းအမြန်လမ်းရဲမင်းကြီးကောက်အပြစ်ခံရတယ်ဆိုတာကစဉ်းစားကြည့်ကြည့်ပေါ့နော်မဟုတ်ဘဲနဲ့မပြောဘူးနော်မဟုတ်ဘဲနဲ့မပြောဘူးနော်အမြန်လမ်းရဲမင်းကြီးတော့မှာကန်ကောင်းလို့နော် လေးလက်မလောက်ပဲလိုတယ်အသက်ဘေးအနေရလေးလက်မလောက်ပဲလိုတယ်နော်ပြစ်တာတော့ဟိုကောင်တွေကရေမင်းကာလာမကာလာတိလာမတိတော့မသိရမ်းပြစ်တာလည်းဖြစ်ချင်းပြင်မှာပေါ့နော်ခံကောင်းလို့ပေါ့နောက်တစ်ခုကတော့အဲအမြန်လမ်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတော့မှထူးခြားမှုတစ်ခုရှိတာအဘရေးတဲ့ဖြူးမြို့နေတဲ့မိုင်းတရားပတ်လည်မှာတဲ့ငပွေးပီရက်တွေကတက်လာပြီးတဲ့ပီရက်နဲ့ပတ်သက်နေတဲ့သူတွေစီကားတဲ့အစ်မေးကြည့်တာတဲ့အမြန်လမ်းကိုဖျက်တော့ကြမယ်တဲ့ညောင်လေးပင်အမြန်လမ်းဘက်ကတက်လာကုန်ပြီးတဲ့ဒါဆိုရင်ကြောက်တကားမြို့နေပဲနယ်ကုန်းမြို့နေကြောက်ကြီးမြို့နေကပတ်တက်ငပွေးတွေရဲ့ရီမန်းချက်ကအမြန်လမ်းပဲတဲ့နော် ဲ့တော့ဒီနေ့အဲ့ဒီဖြစ်စဉ်ပေါ့နော်315အဲ316 39ဘာညာအဲ့326လမ်းအောင်ဘက်ကနေပြီးတော့ပါဘူးနော်လူတွေတွားရတဲ့ expert တွေအများကြီးတက်စီခဲ့ရတဲ့ခီးသည်လမ်းတွေတော်တော်ရုပ်ပြတ်ပါတယ်ပေါ့နော်ဒါကျွန်တော်ပြောချင်တာတော်တော်ကိုဒီအများလမ်းနဲ့ပတ်သက်ပြီးရင်ဘာတူတွေအလုပ်လုပ်တယ်မလုပ်ဘူးတော့ကျွန်တော်လည်းမပြောလို့ဘူးပေါ့နော်အဲ့တော့ထားလိုက်တော့အခုကကျွန်တော်ထပ်ပြောချင်တာက ရောတဲ့ချင်းအေအေသုံးဖွဲ့ပေါင်းတဲ့ကြောက်ထုကိုတိုက်ဖို့အေအေကအင်အားဖြစ်လာနေပြီတဲ့ပလဝါနဲ့ကံဘက်ကိုတဲ့အေအေကထိန်းချုပ်ထားကြောင်းမင်းတက်တိုက်ပွဲမှာအေအေကအင်အားအများဆုံးကူညီပေးထားရလို့ပလဝါကံဘက်ကံဘက်လက်ကိုတဲ့နေရာပေးလိုက်ရတယ်တဲ့ရခိုင်ကိုရိတ်ခါတင်ပို့နေတာမင်းတက်မတူပြီဘက်ကနေပို့နေတယ်တဲ့မင်းတက်မှာအထွေထွေအုပ်ချုပ်ရေးနဲ့ထောက်ပံ့ဖို့ထောက်ဖို့ဘိုးတဲ့စွန်တောင်ရွာကနေရာယူထားကြောင်း ဆရာတော်တပားနေနဲ့နေပြည်တော်မိတ်ဆွေထံမှသိရကြောင်းလိုအပ်သလိုဆောင်ရွက်နိုင်မှရန်တင်ပြအပ်ပါတယ်တဲ့ကရာတာကစားမှုကဖီအားပေးခံထိထားတယ်ထင်ပါတယ်တဲ့ဒါကြောင့်လည်းစစ်ကြောင်းတွေဟိုတဲ့ရှေ့တိုးခိုင်းနေတာတဲ့ဝေရင်ပြစ်ကူမပေးပဲမိုးပြဲရှေ့တိုးလို့မဖြစ်နိုင်ပါဘူးတဲ့ပေးထားတဲ့ဒရုန်းတက်တဲ့မဘာညာတွေကလည်းလေဒီကြောင်းလင်ကာယကြောင်းမိပြအေးဒီနေရာတွေကိုဖြိုမဒီနေရာတွေကိုဖြိုမလေဒီကိုကြော်ပြီးရှေ့ဆက်တိုးလို့ရမှာပါတဲ့လေရင်ပြစ်ကူကပေးကိုပေးပါရမှာပဲတဲ့ရန်သူကမုတ်ဆိုးတဲ့မိမိစစ်တီအချို့တွေက အတွေ့အကြုံသိမရှိသေးတဲ့တားကောင်တွေပါတဲ့ဖလန်းမြေပြင်မိမိတက်နဲ့အဆက်အသွယ်ရတယ်တဲ့တိုင်ရင်မှုအပါ20လောက်ဒါတော့ပါပဲပေါ့နော်ကိုဖုံးရေးတဲ့နောင်ချိုမားတဲ့ရန်ကုန်ကမနေ့ကစစ်ပေးဆောင်လာတဲ့ကလေးတွေတရင်ပို့လာတယ်တဲ့နောင်ချိုဈေးရက်ကွက်နေပြီ30နေဥွှေတောင်းနဲ့တမီးဖြစ်သူမက်ခင်ချိုဦး၎င်းနဲ့ရက်ကွက်တူဦးမြတောင်းဒုံမီမီသားဒုံမီမီတမတ်ကိုအောင်ဝင်းလိုင်းတို့အဖွဲတဲ့ဈေးရက်ကွက်နေပြီ10နေ ခေါ်လေးမချိုမာတို့အဖွဲတဲ့ပလောင်ချမ်းဘက်တွေနဲ့ပူပေါင်းပြီးတရင်ပေးယူဒလန်လုံးဆောင်နေကြပါတယ်တဲ့နော်မိုးပြဲလိုင်းမရတော့တော့ခတ်တယ်တဲ့အခုတရင်ရတာကမိုးပြဲအကြံဘက်တွေအတွက်တဲ့တောင်ဟူတန်တောင်ကြီးကအကြံဘက်တွေစစ်ကူလာနေတယ်ကြားတယ်တဲ့အခြေအနေလမ်းကြောင်းထောက်ကြည့်ပေးပါဦးတဲ့အကြံဘက်တွေကမိုးပြဲမကြအောင်စစ်ကူတောင်းထားတယ်လို့သိရတာကြောင့်လည်းအရင်ကစကားများချင်းဟန်ဆောင်ပြီးအုပ်စုခွဲရအောင်ဆောင်ပြီးအခုပြန်ပေါင်းနေကြတယ်ဆိုတာမိုးပြဲ KNDF အဖွဲ့ NUG လက်အောက်ခံအဖွဲ့ဖြစ်လို့တန်တောင်ကြီး PDF နဲ့ KNU တွေစစ်ကူလာခြင်းဖြစ်တယ်တဲ့ DNA ဓာတ်တိုင်းဆိုရင်တဲ့ ။ဒီနေ့ကတင်ပြထားတဲ့မပညာမှာရှိနေတဲ့ရန်သူတွေမိုးပြဲကိုဥတီထားပါတယ်တဲ့။နော်။တောင်မူတန်တော်ကြီးရန်သူတရင်နဲ့ဆက်ဆက်နေလို့ပါတဲ့။ပြေးဖို့ထားပါလေတဲ့။မလုတာတော့ခက်တယ်တဲ့။ဘကိုးချွေချန်းက PDF တွေ KNU တွေကဇေယျကြီးတန်တော်ကြီးအဖွဲ့တွေမိုးပြဲကိုစစ်ကူလာမလို့ဘောလကဲလမ်းဘက်ကလာလိမ့်မယ်တဲ့။မိုးပြဲကိုဖျက်တတ်ရင်လမ်းကျော်နီးတယ်ဆိုတော့တေချာတာဘောလကဲလမ်းကိုတုံးလိမ့်မယ်တဲ့။19ရက်3လ2020နှစ် အေယာရိုင်းဒေသကြီးအနောက်ချမ်းရေကြီးမြို့နယ်မြောက်ဘက်ဆက်ဆက်ယိုတောင်ချေချေးရွာ၌တဲ့ကင်းမုံဝင်တပ်မတော်နှင့်ပြည်သူစစ်များတပ်ကွင်းအတိုင်းဝင်ရောက်လာပြီးအေအေအပေါင်း PDF တို့ကိုလည်းလုံခြုံရေးတို့ကခြေမုံနဲ့လက်နက်နှင့်ခုနလောင်းကြံခဲ့ပြီးတောင်းချမ်းသူများစုကွာထွက်ပြေးအခင်းဖြစ်နေရမှာတမန်နေ့တပ်မတော်ကဝင်ရောက်စီးနှင်းခဲ့သည့်ရွှေစည်တီတောင်ချင်းလေရွာနယ်နဲ့ပသိမ်မုံရွာလမ်းစောပြားရွာကြားတွင်နဲ့တရှိပါတယ် ရေကြီးမြို့နယ်ချင်းလေရွာတွင် ABD ရဲ့အင်အား80ခန်းဝင်ရောက်လာပြီးစစ်မှုထမ်းရန်ဝါကုတ်သမားများကိုအတင်းအဓမ္မဖမ်းဆီးတပြင်းဒေဝါလုံးဝယုံသုံးကားထွက်ပြေးကြရတယ်တဲ့။မြသကောင်ခန့်တွင်တက်မတော်ရောက်ရှိလာပြီးရှင်းလင်းခဲ့ရ၎င်းဒီနဲ့နက်နက်3နာရီခန့်မှယနေ့မွန်လွဲအထိမြောက်ဆန်းအမတ၃လေးလေးဘက်မှအမြောက်ကြီးနဲ့ဒုံးကြီးပြစ်ခတ်တန်ချားနေရတယ်တဲ့။ချင်းလေအထိထိတွေ့မှုဖြစ်စဉ် ABD ရဲ့နှလုံး နှစ်လက်နေနဲ့ဆက်လက်နှစ်လက်နေနဲ့လက်နက်ငယ်များပါစုစုပေါင်း10လက်လက်ပစ်ပုံမိုင်းနဲ့ခရယံမျိုးစုံတင်စီရမိပါတယ်တဲ့ချင်းလယ်နဲ့ယမန်နေ့ဆက်ဆက်ယူထိတွေ့မှုတွေနဲ့တောင်းချမ်းသူများမှလွန်ခဲ့သည့်မကြီးစဉ်ဘောမီဖြစ်စဉ်နဲ့ဖေဖော်ဝါရီလ26ရက်နေ့ရေကြီးမြို့နယ်စာဦးစန်းတောင်ကျော်ဖြစ်စဉ်နဲ့မီးလောင်ပုံချိန်မုံမှုမတည်ပဲကြံရည်သူများဖြစ်နိုင်တယ်တဲ့၎င်းတို့ဒီတက်မတော်ကယခုကဲ့သို့ချိန်မုံမခံရမီအင်အားတစ်ဆောင်နီးပါးရှိမိဟုယူဆရပြီးတော့တဲ့ကွာတယ်ငတိုင်းချောင်းလမ်းကိုတုံးပြီးတော့ NLD အစိုးရလက်ထက်တစ်ခိုးသူများတစ်ခိုးသူများဖောက်လုပ်ခဲ့သည့် ကျင်းတလီဆက်ဆက်อยู่အောင်မျိုးဦးတိကိုလန်အတိုင်းအရာဝီတိုင်းအနောက်ပိုင်းတွေဝင်ရောက်ချင်းဖြစ်ပုံရတယ်တဲ့ရိုးမတပတ်ကြာကျင်းတလီမြို့နယ်ကိုတက်မတော်ကပြန်လဲဆုံးမလိုက်ကြောင်းတရင်များအရာရခိုင်ဘက်သို့ပြန်သွားရပြန်သွားရမရတော့ပဲအရာဝီတိုင်းရိုးမခြေတွင်နဲ့အဖွဲ့ငယ်များလှည့်ရင်တွေ့ရလူကိုဖမ်းဆီးရလူသိစုနေပါတယ်တဲ့နော်တာပေါင်းနဲ့ငတိုင်းကျောင်းနယ်မြေတွင်တက်မတော်ပြည်သူစစ်ကင်းမုံများဖြင့်လှုပ်ရှားစစ်ကြောင်းများမှ၎င်းတို့ဟာရှာဖွေချိန်မုံရဲ့ရှိကြောင်းတရင်များရှိပါတယ်တဲ့ကွာငတိုင်းကြောင်လန်အောင်မျိုးဦးတိကိုလန်ဆက်ဆက်ယူချင်းလေရွာစောပြရွာပသိမ်ယုံမုံရွာလန်အာရကန်တက်တော်ရခိုင်ပြည်နယ်ဆိုပြီးတော့တည်ထားပါလေတဲ့